2022ခုနှစ်အစောပိုင်းကာလမှာကြုံတောင်းကြုံခွေဖြစ်ရတဲ့ခုဖြစ်ပေါ်ခဲ့ပါတယ်။အဲ့ဒါကတော့တောင်တရုတ်ပင်တွေကတနေရာမှာအမေရိကန်ရဲ့ F-35 ကိုပျောက်တိုက်လေယာဉ်တွေနဲ့တရုတ်ရဲ့ J-20 တိုက်လေယာဉ်တို့မထင်မှတ်ပဲဆုံတွေ့လိုက်ကြတာပဲဖြစ်ပါတယ်။တိုက်ပွဲဖြစ်ပေါ်ခဲ့တာတော့မဟုတ်ပါဘူး။အဲ့ဒီလိုဆုံတွေ့ခဲ့တာနဲ့ပတ်သက်ပြီးတော့မှအမေရိကန်လီဒက်ကမှန်ခန့်တဲ့ဆိုပြီးတော့မှဝန်ခံခဲ့ပြီးတော့မှအစိမ့်တိတိကျကျတော့ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိခဲ့ပါဘူး။လာအနည်းငယ်အကြာမှာတော့ တရုတ်စစ်တပ်ကလည်း American လို့ပဲပြောကြခဲ့ပါတယ်။အငင်းပွားမှုတွေဖြစ်နေတဲ့နေရာမှာတိုက်ရင်တွေအမှတ်မထင်စုံတက်ကြတာကမထူးဆန်းဘူးဆိုပေမဲ့အခုလိုစုံတွဲတာကတော့ပုံမှန်မဟုတ်ဘူးလို့ပဲဆိုရမှာဖြစ်ပါတယ်။တရုတ်ရဲ့ G20 ကိုပြောက်တိုက်ရင်ကတော့ American ကာကွယ်ရေးကုမ္ပဏီတွေစီကနေအရှက်လက်တွေကိုရယူထားပြီးတော့မှ American ကိုပြောက်တိုက်ရင်တွေမှာရှိတဲ့နည်းပညာတွေကိုအသုံးပြုထားတာပဲဖြစ်ပါတယ်။ဒီလိုတွဲဆုံမှုဟာနှစ်ပေါင်းများစွာအတွင်းမှာ American စစ်တပ်ရဲ့နည်းပညာကိုခိုးယူဖို့အတွက် တရုတ်နိုင်ငံရဲ့ကာလကြာရှည်ကြိုးပမ်းမှုပဲဖြစ်ပါတယ်။အခုဗီဒီယိုမှာတော့တရုတ်တွေအနေနဲ့အမေရိကန်ရဲ့နေပညာကိုဘလို့ခိုးယူခဲ့တယ်လဲ။သူတို့ရဲ့ရည်ရွယ်ချက်ကပါလဲ။ဘာလို့ဒီလိုကြိုးပမ်းလှုပ်ဆောင်ခဲ့ရတာလဲဆိုတာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တရုတ်ဆိုတာကအကျဉ်ပြက်ရှာစားတဲ့နိုင်ငံလို့လူအများကယူဆထားပြီးတော့မှတရုတ်အစိုးရကသူတို့အကျိုးရှိဖို့အတွက်ရည်ရွယ်ပြီးတော့မ အမေရိကန်ရဲ့တီထွန်မှုတွေကို ခွင့်ပြုချက်မရဘဲမကြာခဏဆိုသလိုရယူလက်ရှိပါတယ်။အမေရိကန်တရုတ်မဟာဗျူဟာပြိုင်ဆိုင်မှုတွေရဲ့အငွေအသက်ကြားမှာတရုတ် စစ်တပ်ကစီရင်ဆိုင်ရာတရှုံလုံးနေတာပဲဖြစ်ပါတယ်။ဒီလိုတရှုံလုံးနေတာဟာအမေရိကန်နဲ့အနောက်နိုင်ငံတွေရဲ့အမျိုးသားလုံခြုံရေးကိုဓာတ်ရိုက်ချိန်ဆောင်နေတာပဲဖြစ်ပါတယ်။တချိန်တည်းမှာပဲတရုတ်အစိုးရအနေနဲ့သူတို့ရဲ့အာဏာရှုပ်ကိုင်မှုကိုအားကောင်းလာစေပြီးတော့မှအမေရိကန်စီးပွားရေးလုပ်ငန်းတွေကိုအန္တရာယ်ဖြစ်စေပါတယ်။ဒီလိုအရှိအနေနဲ့ဆက်ဆက်နေတဲ့ဟာတွေက ထိတ်တန့်ရှိုးဝဲချက်ဖြစ်လို့ပအဝင်ပသက်သူတွေရဲ့နာမည်ကိုတော့သိရှိဖို့ခက်ခဲပါတယ်။ဒါပေမဲ့ American စစ်တပ်နည်းပညာကိုဘလို့ခိုးယူခဲ့တယ်လဲဆိုတာနဲ့ပတ်သက်လို့တချို့လူတွေကိုတော့သိရှိနိုင်ပါတယ်။အဲ့ဒီလူတွေကတော့ Steven လို့လူသိများတဲ့ Suven ဆိုသူပဲဖြစ်ပါတယ်။အရေးကြီးတဲ့စစ်ဆင်ရေးအဆက်လက်တွေကို American ကနေခိုးယူတဲ့နေရာမှာပါဝင်နေတဲ့သူဖြစ်ပါတယ်။ Suven ကဒီတာမင်ပြည်သူတယောက်ပုံစံပါပဲ။သူဟာလေရန် KB ဂျိုးတွေပြုလုပ်တဲ့တရုတ်ကုမ္ပဏီလေးတစ်ခုမှအလုပ်လုပ်နေတဲ့သူတူဖြစ်လို့ တန်တရားဖြစ်စရာမရှိပါဘူးဆူမင်တို့ဇနီးမောင်တွေကအမေရိကန်ဒီဇန်နဲ့ -30 လောက်ဝေတဲ့ကနေဒါနိုင်ငံရက်ရှ်မွန်မြို့မှာအင်္ဂလိပ်တလုံးဝေယူပြီးနေထိုင်ကြပါတယ်ဒီဆူမင်ဟာစီးပွားရေးလုပ်ငန်းတွေကိုအာယုံဆိုင်လုက္ကန်ကြီးပြီးတော့မှနှစ်ပေါင်းများစွာအတွင်းမှာအာကာသလုပ်ငန်းနေပယ်တွေနဲ့ပတ်သက်ပြီးတော့မှရှေ့ဆက်မှုတွေကိုစနစ်တကျလုပ်ဆောင်ခဲ့ပါတယ်လူအများစုကတော့ဒီဆူမင်ဟာတက်ကြောတဲ့စီးပွားရေးသမားအဖြစ်သူ့ကိုယူဆထားကြပါတယ်ဒါပေမဲ့သူဟာကမ္ဘာတဝန်းမှာရှိတဲ့ ကာကွယ်ရေးကုမ္ပဏီကြီးတွေကရှိုးဝက်ဖိုင်တန်ဝက်ကြော်လောက်ကိုခိုးယူဖို့အတွက်ရှိုးဝက်ပြီးတော့စီစဉ်နေတယ်ဆိုတာကိုတော့ဘယ်သူမှမသိကြပါဘူး။သူက Boeing C17 လေယာဉ်ရဲ့အဆက်လက်တွေကိုအထူးစိတ်ဝင်စားဆောင်ရွက်ခဲ့ပါတယ်။ C17 လေယာဉ်ဟာ American နဲ့သူ့ရဲ့မဟာမိတ်တွေအတွက်အမှန်တကယ်အရေးပါတာဖြစ်ပြီးတော့မှ1995ခုနှစ်ကတည်းကစတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။အဲ့ဒီလေယာဉ်ဟာစစ်သားတွေမော်တော်ယာဉ်တွေနဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုပဋိပက္ခဖြစ်ပွားရာဒေသတွေကိုတည်ယူပို့ဆောင်ပေးတာပဲဖြစ်ပါတယ်။ နောက်ပြီးတော့အဲ့ဒီလျင်ဟာ American သမ္မတရဲ့စီးတော်ယင်ဖြစ်တဲ့ Jaeger Motor ယင်တွေကိုကမ္ဘာအနှံ့တည်ယူပို့ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။ယုံကြည်စိတ်ချရတဲ့တည်ယူပို့ဆောင်ရေးလျင်တစင်းရှိဖို့အရေးကြီးတယ်ဆိုတာကိုတရုတ်လေတဲ့ကသိရှိထားတဲ့အတွက်သူတို့ကိုပိုင်လျင်တစင်းဖန်တီးဖို့အစိမ့်အတော်ကြာစ조사လုပ်ဆောင်ခဲ့ပါတယ်။ System D လျင်ကို American ကာကွယ်ရေး Company ဖြစ်တဲ့ Boeing ကထုတ်လုပ်ခဲ့တဲ့ဆိုပေမဲ့အဲ့ဒီလျင်ထုတ်လုပ်ဖို့ Company ငယ်များစွာလည်းပါဝင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်စူပင်အနေနဲ့အဆက်အလက်တွေကိုခိုးယူစုဆောင်ဖို့အခွင့်အရေးတွေအများကြီးရခဲ့တာလည်းဖြစ်ပါတယ်။စူရတောင်ဝန်ကတော့ရှင်းရှင်းလေးပါပဲ။အဲ့ဒါကတော့အဆက်အလက်တွေကိုခိုးယူပြီးတော့မှတရုတ်စစ်တပ်ကဟက်ကာနှစ်ဦးစီကို အသေးစိတ်အဆက်အလက်တွေကိုပေးပို့တာပဲဖြစ်ပါတယ်။ဟက်ကာတွေကသူတို့ပြစ်မှတ်ထားတဲ့ company တွေကလူတွေစီကိုအီးမေးလ်အတူတွေပေးပို့ခဲ့ပါတယ်။သူတို့ပေးပို့တဲ့အီးမေးလ်တွေဟာလုပ်ငန်းစဉ်တစ်ခုတည်းမှာရှိတဲ့လုပ်ဖို့ကင်ဘတ်တွေကနေပေးပို့တဲ့ပုံစံမျိုးလုပ်ထားတာလည်းဖြစ်ပါတယ်။ တယောက်ယောက်ကအဲ့ဒီ email တွေက link တစ်ခုကိုနှိမ့်လိုက်မိတယ်ဆိုရင်တရုတ်စစ်တပ်ထိရှုပ်ထားတဲ့ website ကိုရောက်သွားမှာပဲဖြစ်ပါတယ်အဲ့ဒီ website ကနေသူတို့ရဲ့ computer တွေတွေကို unlayer ရှိတဲ့ software တွေကိုပေးပို့လိုက်ပြီးတော့မှ hacker တွေဝင်ရောက်နိုင်တာပဲဖြစ်ပါတယ်အဲ့ဒီလိုဝင်ရောက်ပြီးတဲ့ hacker တွေကသူတို့ရှာဖွေတွေ့ရှိထားတဲ့ဖိုင်စရင်တွေကိုစုပင်စီကိုပြင်ပြီးတော့ပို့ပေးပါတယ်စုပင်စီကိုရောက်တဲ့အခါမှာသူရဲ့နည်းပညာကျွမ်းကျင်မှုကိုအသုံးချပြီးတော့မှဘေးဖိုင်တွေကိုထုတ်ယူဖို့ hacker တွေကိုလမ်းညွှန်ပေးခဲ့တာဖြစ်ပါတယ် ဟက်ကာတွေကဖိုင်တွေရရှိတဲ့လမ်းကြောင်းဖြောက်ဖို့ဒီနိုင်ငံအသီးသီးကစာပါတွေကနေတဆင့်စာရွက်စာတမ်းတွေကိုပေးပို့ခဲ့ကြတာလည်းဖြစ်ပါတယ်။နောက်ဆုံးမှာတော့သူတို့ခိုးယူခဲ့တဲ့ဖိုင်တွေဟာဟောင်ကောင်နဲ့မကောက်အိုအနီးမှာရှိတဲ့ကွန်ပျူတာတွေမှာအဆုံးတက်တော်ခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့တရုတ်စစ်ဖက်ဆိုင်ရာအရာရှိတွေကိုတိုင်းအဲ့ဒီဖိုင်တွေကိုစူးစမ်းပြီးတော့မှတရုတ်ပြည်ကိုပြန်ပို့ခဲ့ပါတယ်။စူပင်ကိုလည်းသူလုခဲ့တဲ့အရာတွေအတွက်အခကျင်းငွေပေးရှိခဲ့ပါတယ်။စူပင်နဲ့သူလုဖို့ကင်ပဲတွေရကွန်ရက်ကိုဖမ်းမမိသေးခင်အစဉ်အထိ မယုံကြည်နိုင်လောက်အောင်သုံးနှစ်ကြာအောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်အတွင်းမှာသူတို့က SM8 လေယာဉ်နဲ့ပတ်သက်တဲ့ဖိုင်ပေါင်း၆သိန်းကျော်ကိုခိုးယူသွားခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့အစီအစဉ်ကဒီလောက်နဲ့ရက်တက်မတော်ခဲ့ပါဘူး။သူတို့ဟာကမ္ဘာအဆင့်အမြင့်ဆုံးတိုက်လေယာဉ်တွေဖြစ်တဲ့ F22 နဲ့ F35 လေယာဉ်တွေနဲ့ပတ်သက်တဲ့နောက်ထပ်ထောင်ပေါင်းများစွာသောဖိုင်တွေကိုလည်းခိုးယူခဲ့ပါတယ်။သူတို့တွေကြားရှုံးခဲ့တာကတော့သူတို့ရဲ့အမှားကနေပဲဖြစ်ပါတယ်။၂၀၁၁ခုနှစ်မှာစူပင်နဲ့အတူလုပ်တဲ့တရုတ်အရာရှိတဦးက အခြားသူတူကို email တစာမတော်တဆပို့မိခဲ့ပြီးတော့မှအဲ့ဒီ email ထဲမှာသူတို့ရဲ့လုပ်ငန်းအောင်မြင်တယ်ဆိုတဲ့အစီရင်ခံစာတစ်ခုပါရှိခဲ့ပါတယ်။အဲ့ဒီအမှားကြောင့်ပဲကနေဒါမှာစူမင်အဖမ်းခံရပြီးတော့မှ American ကိုလွှဲပြောင်းပေးခဲ့ပါတယ်။၂016ခုနှစ်မှာတော့ Los Angeles တရားရုံးကနေသူ့ကိုထောင်ဒဏ်လင်းနှစ်ရှာမဲ့ခဲ့ပါတယ်။ဘလို့ပဲဖြစ်ဖြစ်သူ့ရဲ့ရည်မှန်းချက်တွေကပြည့်မြောက်တော့ခဲ့ပါပြီ။2014ခုနှစ် November လမှာတော့ Voracy 17နဲ့ဆင်တူတဲ့ Wine 20ကုန်တယ်လျင်ကိုတရုတ်တပ်မတော်က ဂုံယူစွာထုတ်ဖော်ပြသခဲ့ပါတယ်။စိတ်ဝင်စားဖို့ကောင်းတာက120မိတ်ဆက်တဲ့လေကြောင်းပြပွဲအနည်းအနားမှာ C7 နဲ့လေယာဉ်တစ်စင်းရှိနေခဲ့တာပဲဖြစ်ပါတယ်။တရုတ်တပ်မတော်ကတော့သူတို့ရဲ့တယူပို့ဆောင်ရဲ့လိုအပ်ချက်တွေအတွက်အဖြစ်တစ်ခုကိုရှာတွေ့ခဲ့တယ်လို့အရေးအမြတ်ပြောကြားခဲ့ပါတယ်။စောစောကကျွန်တော်ပြောခဲ့တယ်လို့ပဲဆူနဲ့သူ့လုပ်ဖို့ကင်ဘက်တွေက F35 တိုင်းလေယာဉ်နဲ့ပတ်သက်တဲ့အဆက်အလက်တွေကိုရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒါကပထမဆုံးခိုးယူခဲ့တာမဟုတ်ပါဘူး။အရင်ကလည်းရှိခဲ့ပါသေးတယ်။ 2009ခုနှစ်ကတည်းကစပြီးတော့မှတရုတ်ဟက်ကာတွေက American လုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Lockheed Martin ရဲ့ကွန်ရက်တွေတွေကိုဝင်ရောက်ခဲ့ပြီးတော့မှ F35 တိုက်လေယာဉ်ရဲ့ Radar အသေးစိတ်စနစ်တွေ Engine Data စနစ်တွေကိုရယူတော့ခဲ့ပါတယ်2009ခုနှစ်မှာ The Wall Street Journal က F35 ရဲ့ Electronic စနစ်တွေကိုအဓိကပြင်ပထားတဲ့နောက်ထပ် Cyber တိုက်ခိုက်မှုတစ်ခုဆိုပြီးတော့မှဖော်ပြခဲ့ပါတယ်တရုတ်ဟက်ကာတွေကအောင်မြင်ခဲ့ပါတယ်သူတို့ဟာလုံခြုံတယ်လို့ယူဆရတဲ့ online တင်းစာရှင်းလင်းပွဲတွေကိုရှိုးဝဲကြည့်ရှုခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်2016ခုနှစ်နောက်ပိုင်းမှာကာကွယ်ရေးဌာနနဲ့အလုပ်လုပ်တဲ့ Austria Company ငယ်တခုလည်း hacker တွေရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပါသေးတယ်။အဲဒီတိုက်ခိုက်မှုမှာ F-35 နဲ့ C-130 တို့ရဲ့စာရွက်စာတင်တွေခိုးယူခံခဲ့ရတာဖြစ်ပါတယ်။နောက်ပြီးတော့မှတင်ယူပို့ဆောင်ရေးလေယာဉ်နဲ့ Austria ခြေတပ်တင်ပေါ်အသေးစိတ်အဆက်လက်တွေကို hacker တွေရဲ့ခိုးယူမှုမှာပါဝင်သွားခဲ့ပါတယ်။စုံစမ်းမှုအရာ company ဟာဒီ သူရဲ့ internet ဝန်ဆောင်မှုတွေမှာပုံသင်စကားဟွက်တွေရှိနေကြလို့ hacker တွေဝင်ရောက်ဖို့လွယ်ကူစေတာဆိုတာကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအမှားကြောင့်ပဲတရုတ်အစိုးရရဲ့အကြံအစီတွေကကောင်းကောင်းအလုပ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့အရေးပါတဲ့အင်္ဂါနေ့တရက်မှာတော့တာဝဲပြည်ဒုံးကျည်တွေတက်ဆင်ထားတဲ့တရုတ်လိုဂျေတွန်ဒီကိုပြောက်တိုင်းလင်ရန်တွေထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီတရုတ်လင်ရန်တွေကတော့ American ရဲ့ F35 နဲ့ F22 တိုက်လေယာဉ်တွေနဲ့အတော်လေးဆင်တူနေတာကတော့မှားနိုင်မှာမထင်ပါဘူး။ဒီနေရာမှာပြောချင်တာကတော့ F35 ရဲ့အရှက်အလက်တွေရရှိဖို့တရုတ်အစိုးရဟက်ကာတွေဘလောက်စ조사အားထုတ်ခဲ့ရတယ်ဆိုတာကစိတ်ဝင်စားစရာမဟုတ်ပါလား F35 တန်းလီရန်ဟာဝေဖယ်မှုတွေများစွာနဲ့ကြုံတွေ့ခဲ့ရပြီးတော့မှ American လေတပ်ရဲ့ F35 နဲ့ပတ်သက်လို့ကမ်ပိန်းတွေကြောင်းအစပြုခဲ့ရတာဖြစ်ပါတယ် F35 တန်းလီရန်နဲ့ပူတွေ့တိုက်လီရန်အကောင်တွေဖော်ဖို့2000ခုနှစ်မှာ Lockheed Martin နဲ့စာချုပ်ဆွတ်ဆိုခဲ့ပါတယ်ဒါပေမဲ့လည်းအဲ့ဒီ program မှာဒီဇိုင်းပြဿနာတွေနှောင့်နှေးမှုတွေကဇက်တိုက်ဖြစ်ပေါ်နေပြီးတော့မှ ကုန်ကြစရိတ်တွေလည်းမြင့်တက်နေတာဖြစ်တဲ့အတွက်ပြဿနာတွေနဲ့ရင်ဆိုင်ကြရပါတယ်။နှစ်နှစ်လောက်အကြာမှာ F35 ဟာကုန်ကြစရိတ်ဒေါ်လာ3.5 trillion အထိရှိလာမယ်လို့ခန့်မှန်းချက်တွေရှိခဲ့ပါတယ်။ F35 ဟာဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတာတော့တရုတ်ဟာဘာကြောင့်သူ့ရဲ့အဆက်လက်တွေကိုခိုးယူဖို့စ조사အားထုတ်ခဲ့ရတာပါလဲ။ဘာဖြစ်လို့လဲဆိုတော့ F35 ဟာကဘာထိတ်တဲ့တိုက်လေယာဉ်တွေကတစည်းဖြစ်နေလို့ပါပဲ။ F35 ရဲ့နောက်ကွယ်ကအရှိခံနည်းပညာတွေကတရုတ်စစ်ရေးဗျူဟာတွေနဲ့ပထဝီဝင်နိုင်ငံရဲ့စီမံချက်တွေအတွက် ကြီးမားတဲ့ရှင်လန်းအသည့်တစ်ခုဖြစ်ပါတယ်။စူပင်ရဲ့စစ်စင်ရေးဟာဖမ်းမိတော်ခဲ့ပေမဲ့ဒီတိတိတတ်တာအောင်မြင်ခဲ့ပါတယ်။ဒါပေမဲ့သူအဖမ်းခံခဲ့ရပေမဲ့အရာတွေကိုစီစဉ်ကြိုးကင်သူတွေကတော့အစိပ်ပူမနေကြပါဘူး။သူကတယောက်ဟက်ကာတွေတွေကစစ်သားတယောက်သာဖြစ်ပြီးတော့မှအဓိကရည်ရွယ်ချက်ကတော့အနောက်နိုင်ငံတွေကအရေးကြီးဆုံးသောကုသန်းရောင်းဝယ်ရေးနဲ့ဒီစီရေရှိုးဝဲချက်တွေကိုခိုးယူဖို့ပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့အနှစ်20အတွင်းမှာတရုတ်နိုင်ငံဟာကြီးမားတဲ့ cyber တရှုပ်ကွန်ရက်ကိုစနစ်တကျတိစောက်ခဲ့ပါတယ်။ အဲ့ဒါကတော့ရှန်ဟိုင်းလီစိတ်အနေ208ဒီဒါတွန်လန်ကအရေးကြီးပြီးတော့မှအစဲချကြတဲ့စစ်နှစ်ထပ်အဆောက်အုံမှာတည်ရှိပါတယ်။စစ်ဘက်ဆိုင်ရာစေခန်းတွေနဲ့သူငယ်တန်းចောင်းတွေအပါအဝင်ဒီတာမင်ရုံကအဆောက်ဦးတွေလို့ဖြစ်နေပေမဲ့လည်းအဲ့ဒါဟာ unit 7139လို့ခေါ်တဲ့တရုတ်စစ်တပ်ရဲ့ show web cyber စစ်စစ်ရဲဌာနချုပ်ပဲဖြစ်ပါတယ်။တရုတ်အစိုးရမှတ်တမ်းတွေထဲမှာအဲ့ဒါကိုဖော်ပြထားမှာမဟုတ်ပေမဲ့ American အစိုးရရဲ့မှတ်တမ်းတွေထဲမှာတော့အရေးပါတဲ့အာရုံစိုက်မှုတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် American Cyber လုံခြုံရေးကုမ္ပဏီရဲ့အစီရင်ခံစာမှာ F35 design ခိုးယူမှုတွေမှာ Unit 7139A ရဲ့ပါဝင်ပတ်သက်မှုတွေကို ထုတ်ပေါ်ပြသခဲ့ပါတယ်။ American Cyber ဆင်းချောက်မှု ထောက်လင်းရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Mandan ဟာ Unit 7139A ကိုတိတိကျကျစောင့်ကြည့်ခဲ့ပြီးတော့မှသူတို့ရဲ့တိုက်ခိုက်မှုပေါင်း140ကြိမ်ပြုလုပ်ထားတာကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေမှာ data ပေါင်းများစွာကိုခိုးယူသွားတာဖြစ်ပါတယ်။အစီရင်ခံစာရဲ့ခေါင်းကြီးပိုင်းမှာတော့တရုတ်အစိုးရဟာ ကြီးမားတဲ့တရှိုးလုပ်ငန်းဆောင်ရွက်နေတယ်လို့ဖော်ပြခဲ့ပါတယ်၂၀14ခုနှစ်မှာ American တရားရေးဌာနဟာ Unit 7398ကအဖွင့်ဝင်၅ဦးကိုဆွဆွေးမှုတွေပြုလုပ်ခဲ့ပေမဲ့လည်းသူတို့ကိုရုံးတင်စစ်ဆေးခြင်းမပြုလုပ်နိုင်ခဲ့ပါဘူးအဲ့ဒီဆောင်ရွက်မှုဟာတရုတ်စီးပွားရေးနဲ့ဒီစစ်ဖက်ဆိုင်ရာအဆက်လက်တွေကိုခိုးယူခြင်းနဲ့ပတ်သက်ပြီးတော့မှအိုဘားမားအဆိုရကစမ်းကျင်တယ်ဆိုတာကိုမိမောင်းထုတ်ပြခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းတရုတ်ကဆက်ပြီးတော့မှလှုပ်ဆောင်နေခဲ့ပြီးတော့ American တွေရဲ့အဆက်လက်တွေကိုလည်းရယူခဲ့ပါတယ် American အမှုတဲ့ ဒီစီမံခန့်ခွဲမှုရဲ့လုံခြုံရေးဖိုင်ပေါင်း22တန်းခိုးယူခံခဲ့ရပါတယ်။ American အမှုဒဏ်စီမံခန့်ခွဲမှု agency ဆိုတာကတော့နိုင်ငံဝန်ထမ်းတွေလူဆွမ်းအားအရင်အမြင့်နဲ့ဒီအစိုးရရဲ့တာဝန်အမျိုးမျိုးကိုထမ်းဆောင်နေတဲ့ဒီအစိုးရဝန်ထမ်းတွေကိုစီမံခန့်ခွဲဖို့တာဝန်ရှိတဲ့ agency တခုဖြစ်ပါတယ်။တရုတ်အစိုးရဟာ American အမျိုးသားလုံခြုံရေးအသိုက်အဝန်းတွေကသူတွေအားလုံးနီးနီးပါဝင်တဲ့ဒီ database တခုကိုဖန်တီးနေတယ်ဆိုတာ American ထောင်ထဲရဲ့ agency တွေကနားလေသဘောပေါက်ထားကြပါတယ်။ အမေရိကန်အမှုတမ်းစီမံခန့်ခွဲမှုအေဂျင်စီကိုအဟက်ခံရတဲ့ဒီအကျိုးဆက်ကတော်တော်လေးကိုကြီးမားခဲ့တာပါ CIA အနေနဲ့သူတို့ရဲ့အထောက်အထားတွေကိုဖော်ထုတ်ခံရမှာဆိုလို့သူတို့ရဲ့အရာရှိတချို့ကိုတရုတ်ကမတော်ဖို့တားမြစ်ခဲ့ရပါတယ်တချိန်တည်းမှာပဲအိုဘားမားအစိုးရအနေနဲ့အမေရိကန်တွေရဲ့ credit card တွေကိုဒီ hacker တွေကနေကောက်ွေမှုတွေပြုလုပ်ပေးခဲ့ရပါတယ် unit 01398 hacker တွေကိုဖမ်းဆီးခြင်းနဲ့အမေရိကန်အမှုတမ်းစီမံခန့်ခွဲမှုကိုတရုတ်တချို့လုပ်ခြင်းတွေဟာ အမေရိကန်တရုတ်ဆက်ဆံရေးမှာအဓိကစိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။အမေရိကန်အနေနဲ့စီးပွားရေးအကျိုးအမြတ်အတွက်ဆိုင်ဘာစီးပွားရေးတချို့လုံးဝမဟုတ်ဘူးလို့လည်းကြေညာခဲ့ပါတယ်။နှစ်နိုင်ငံသဘောတူညီချက်တစ်ခုကိုလည်းပြုလုပ်ခဲ့ကြပါတယ်။အဲ့ဒီသဘောတူညီချက်တွေမှာအမေရိကန်နဲ့တရုတ်အစိုးရနှစ်ရက်လုံးအနေနဲ့ကုန်သွယ်မှုရှိုးဝဲချက်တွေဒါမှမဟုတ်ပုဂ္ဂလိကစီးပွားရေးအဆက်အလက်တွေကိုညာနာဆိုင်ရာခိုးယူတဲ့ဆိုင်ဘာလှုပ်ရှားမှုတွေမှာပါဝင်ခြင်းဒါမှမဟုတ်ထောက်ခံခြင်းမပြုကြောင်းဖော်ပြထားပါတယ်။ အမေရိကန်နဲ့တရုတ်ကြားစိုက်ဘာသဘောတူညီချက်ဟာလက်နက်ထိန်းချုပ်ရဲ့သဘောတူညီချက်လို့ပုံစံမျိုးနဲ့ဆင်တူနေပါတယ်။အစပိုင်းမှာတော့အပြူသဘောဆောင်တဲ့ရာလက်တွေထွက်ပေါ်ခဲ့ပါတယ်။သဘောတူညီချက်ရပြီးတနည်းအကြာမှာတော့စိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Fire Eye Company ရဲ့အစီရင်ခံစာတစ်ခုမှာတရုတ်ဟက်ကအဖွဲ့တွေရဲ့တိုက်ခိုက်မှု80ရာခိုင်နှုန်းကျော်ကြာဆင်းတော့တယ်ဆိုပြီးတော့မှထုတ်ပြန်ခဲ့ပါတယ်။အမေရိကန်နဲ့သဘောတူစာချုပ်လက်မှတ်ရေးထိုးပြီးတဲ့နောက်မကြာမီမှာပဲတရုတ်ဟာဗြိတိန်နဲ့အလားတူသဘောတူညီချက်တရက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ တရုတ်အစိုးရအနေနဲ့သူတို့ရဲ့တချို့လုပ်ငန်းတွေကိုအမှန်တကယ်ပဲရပ်တန့်လိုက်တော့ပါလားတရုတ်စစ်တပ်ဟာတရုတ်နိုင်ငံရဲ့တချို့လုံခြုံမှုတွေရဲ့နောက်ခွေကအဓိကမောင်းနှင်အားပဲဖြစ်ပါတယ် Unit 7398အဖွဲ့ဝင်၅ဦးကိုပြည်သူတွေကဒီလူတွေရဲ့နာမည်ပေးခဲ့တာကတော့ချက်စရာပဲဖြစ်ပါတယ်အဲ့ဒါကတော့ရှီကျင်းဖျင်အနေနဲ့တရုတ်စစ်တပ်ကိုပြန်လေဖွစ်စည်းဖို့နဲ့ဒီခေါင်းဆောင်အများအပြားကိုဖိရှားဖို့အကြောင်းအရင်းတွေကတခုဖြစ်လာနေပါတယ်ရုတ်တရက်ဆိုသလိုပြည်တွင်းမှာတရုတ်နိုင်ငံသားတွေကိုစောင့်ကြည့်ဖို့အဖွဲ့အစည်းတခုကိုတာဝန်ပေးခဲ့ပါတယ် တရုတ်အနေနဲ့သဘောတူညီချက်လက်မှတ်ရေးထိုးထားပြီးတော့မှ hacker တိုက်ခိုက်မှုတွေချော့ချထားပေမဲ့လည်း hacker လုံဆောင်မှုတွေကိုဆက်လက်လုံဆောင်နေပါတယ်။အားရကတော့ရုရှားနဲ့အစစ်တောင်အာရှဘက်ကိုအာယုံကြောင်းလာတာပဲဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့တေချာမသိနိုင်ပေမဲ့လည်းတရုတ်အစိုးရရဲ့အပြောင်းအလဲတွေကိုအပြစ်အဝတ်ဖော်ဆောင်ဖို့အစိမ်းအနည်းငယ်ယူရဖို့ရှိနေပါတယ်။အဲ့ဒီတည်းမှာတရုတ်လုပ်ငန်းတွေလုပ်နေတဲ့နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနလည်းပါဝင်ပါတယ်။ရှိချင်းပြန်အနေနဲ့တရုတ်တရှုစစ်စင်ရဲကိုဘတော်မှရက်တန်းဖို့ရည်ရွယ်ထားတဲ့ပုံလည်းမပေါ်ပါဘူး တမရထရလက်ထက်မှာတရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးစစ်ပွဲစတင်ခဲ့ပါတယ်။ကုန်သွယ်ရေးစစ်ပွဲရဲ့အကျိုးကျေးဇူးတွေကဘလို့ပဲရှိရှိတဆူလုပ်ငန်းကိုတော့တားဆီးနိုင်ခဲ့ခြင်းမရှိပါဘူး။တကယ်လက်တွေ့မှာတော့ဘဲအမေရိကန်ခေါင်းဆောင်တယောက်ကမျှရှီကျင်းဖင်နဲ့ရှားမှတ်ထားတဲ့ဒီဟာတွေကိုဟန်တားနိုင်မှာမဟုတ်ပါဘူး။တယောက်ကအမေရိကန်ရဲ့ကုသင်းရောင်းဝယ်ရင်းနဲ့စစ်ဖက်ဆိုင်ရာနည်းပညာတွေကိုဘလို့ခိုးယူတယ်ဆိုတဲ့အကြောင်းပြောခဲ့ပြီးပြီဆိုတော့နောက်ထပ်အရေးကြီးတဲ့မေခွန်းတစ်ခုကိုမေဖို့အချိန်ရောက်လာပါပြီ။အဲ့ဒါကတော့တယောက်ကအမေရိကန်နည်းပညာကို ဘာကြောင့်ခိုးရတာလဲအမှန်မှာတော့တဆူလုံချင်းဟာနိုင်ငံအများစုရဲ့ဒီအမျိုးသားလုံခြုံရေးရဲ့အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုအဖြစ်ယူဆထားလို့ရှိကြပြီးတော့မှပထဝီနိုင်ငံကြီးရဲ့လုံရုပ်လုံစင်တွေကအစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်တရုတ်နိုင်ငံရဲ့တဆူလုံရှားမှုတွေကထူကြပြီးတော့မှအဆက်သုံးချက်ရှိပါတယ်အဲ့ဒါတွေကိုတစ်ခုချင်းကျွန်တော်တို့လေ့လာကြည့်လိုက်ကြရအောင်ပါပထမတစ်ချက်ကဆူမင်ခိုးယူခဲ့တဲ့ F22 နဲ့ F35 တိုင်းလေယာဉ်တွေရဲ့စာရွက်စာတွင်းတွေဟာ အမေရိကန်ရဲ့စီးရင်နေပညာကိုဘလို့တာလွယ်အောင်ဆောင်ရွက်မလဲဆိုတဲ့ယူရချက်ပဲဖြစ်ပါတယ်။ရှီကျင်းပြည့်ဥဆောင်တဲ့တရုတ်အစိုးရဟာကမ္ဘာအထင်ကရစီးရင်နဲ့စီးပွားရေးခေါင်းဆောင်အဖြစ်အမေရိကန်ကိုကြော်တက်ဖို့ရည်မှန်းထားတာဖြစ်ပါတယ်။တရုတ်စစ်တပ်အားကောင်းလာတာနဲ့အများအင်ဒိုပစိဖိတ်ဒေသမှာပို့ပြီးတော့မှအထောက်အကူဖြစ်လာပါတယ်။အဲ့ဒီဒေသဟာအစားနိုင်ငံတွေနဲ့ကုန်သွယ်မှုအကျိုးကျေးဇူးတွေကိုပုံမရရှိနိုင်တာပဲဖြစ်ပါတယ်။အဲ့ဒီလိုဖြစ်ဖို့အတွက်ပြောင်းလဲမှုတွေလုပ်ဖို့လည်းလိုအပ်ပါတယ်။အဲ့ဒါကြောင့်တရုတ်ခေါင်းဆောင်တွေကကိုဗတာကိုစူးစမ်းဆောင်ရွက်မယ်အစား အမေရိကန်နေပညာတွေကိုရယူလိုက်ခြင်းအပြင်ပုံမှုမြန်ဆန်တဲ့နည်းလမ်းကိုရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။ဥပမာအဖြစ်တောင်တရုတ်ပင်တွေမှာအမေရိကန်တိုက်တည်ရန် F-35 တွေနဲ့ J-20 တိုက်လေယာဉ်တွဲဆုံမှုတွေကိုကျွန်တော်တို့ကြည့်ရသိနိုင်ပါတယ်။ F-35 နဲ့ F-22 တို့ဟာကမ္ဘာပေါ်မှာတတိယမြောက်ပင်စမမျိုးဆက်တိုက်လေယာဉ်တွေဖြစ်ပါတယ်။သူတို့ရဲ့အဓိကတာဝန်ကတော့အငင်းပေါ်မှုတွေဖြစ်နေတဲ့တောင်တရုတ်ပင်တွေရဲ့ဝင်ဟင်ကိုထိန်းချုပ်ဖို့ပဲဖြစ်ပါတယ်။အထူးသဖြင့်ထိုင်ဝမ်နဲ့ပဋိပက္ခဖြစ်နေတဲ့အခြေအနေမျိုးမှာ တရုတ်ရဲ့စီးရင်အင်အားကိုကြားသားနိုင်တဲ့စွန့်ရီရှီဖို့ကအရေးကြီးတယ်လို့ရှီချင်းဖျံကယူဆထားပါတယ်။ဂျေတွန်တီတိုက်လီယန်ဟာအမေရိကန်ရဲ့စစ်သင်္ဘောတွေနဲ့လီယန်တွေကိုကန့်သက်တားဆီးဖို့တရုတ်အတွက်အဓိကကြတဲ့နည်းလမ်းဖြစ်ပြီးတော့မှတရုတ်အနေနဲ့သူတို့ရဲ့စီးရင်အင်အားပုံမအားကောင်းလာတာနဲ့အမျှကမ္ဘာတစ်ဝန်းမှာပို့ပြီးတော့မှဩဇာညောင်းလာမှလည်းဖြစ်ပါတယ်။တရုတ်ဟာစီးရင်ဆိုင်ရာကိစ္စရပ်တွေမှာအမေရိကန်ထက်ပုံမအားကောင်းလို့ပြီးတော့မှစစ်မတိုက်လို့ပေမဲ့လည်းသူတို့ကပဋိပက္ခဖြစ်တာရင်ရင်ဆိုင်မှုရှိဖို့လိုလိုပဲဖြစ်ပါတယ်။ ဒုတိယဆက်ကအမေရိကန်အပေါ်မှာတရုတ်တရှူလုပ်နေတာဟာမယုံနိုင်လောက်အောင်ကြီးမားကြီးပြင်းပါလေ။လွန်ခဲ့တဲ့9နှစ်လောက်ကတရှူလုပ်ငန်းကုန်ကျမှုဟာတနည်းကိုဒေါ်လာ320ဘီလီယံရှိပြီးတော့မှအနည်းဆုံးခန့်မှန်းကုန်ကျမှုကတော့30ဘီလီယံလောက်ရှိပါလေ။အဲ့ဒါကအမြင်သက်သက်ပဲဖြစ်ပါသေးတယ်။တခြားရှုဝဲထားတာတွေလည်းရှိနိုင်ပါလေ။အမန်တကေကုန်ကျမှုတွေဟာဆိုရင်ခန့်မှန်းထားတာထက်အစားပေါင်းများစွာရှိနိုင်ပါလေ။အဲ့ဒီအရင်အကြီးကြီးတယောက်ဖြစ်တဲ့ခရစ်စတိုဖာဝေးကတရုတ်ရဲ့ဟက်ကာကျူးပဲ့မှုတွေက တခြားနိုင်ငံကြီးတွေထက်ပိုမိုကြီးမားတယ်လို့ပြောကြခဲ့ပါတယ်။ FBI အနေနဲ့စေနာရေးတကြိမ်တရုတ်ရဲ့တဆူလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့မှအမှုတွေပြုစုထားပါတယ်။တရုတ်ဟာစီးရင်းနဲ့စီးပွားရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှတဆူလှုပ်တာကိုရောနှောပြီးတော့မှလုပ်နေတာလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့အမျိုးသားထောင်လင်းရေးဥပဒေပုံမှာ9အရာနိုင်ငံတော်အတွက်ထောင်လင်းရေးလုပ်ငန်းတွေကိုဆောင်ရွက်တဲ့အခါမှာအဖွဲ့အစည်းတွေနဲ့ပြည်သူတွေကအကူအညီပေးဖို့လိုအပ်တယ်လို့လည်းကြားထင်ထားပါတယ်။တရုတ်စီးပွားရေးလုပ်ငန်းကြီးတွေကို အစိုးရကထိတ်ဆုပ်ထားတာပဲဖြစ်ပြီးတော့မှ Huawei company ကိုကြည့်ရင်ကျွန်တော်တို့သိနိုင်ပါတယ်တရုတ်နိုင်ငံမှာတရှုပ်လုပ်ခြင်းဟာအစိုးရ policy ဖြစ်ပြီးတော့မှအစိုးရကပဲထိတ်ဆုပ်ထားတာဖြစ်ပါတယ်နောက်ဆုံးဆက်ကတော့တရုတ်ဟာစူပင်လိုလူမျိုးကိုပိတ်မှတ်ထားစာဖွင့်ပြီးတော့မှသူတို့ကို hacker အဖြစ်အသုံးပြုပြီးတော့မှတရှုပ်လုပ်ခြင်းနဲ့ပတ်သက်လို့နီလန်အမျိုးမျိုးအသုံးပြုနေတာဖြစ်ပါတယ်2019ခုနှစ်မှာတက္ကသိုလ်အရှေ့ဆိုင်သိပ္ပံပညာရှင်တဦးဟာရင်ငုံတင်မောတွေမှာအသုံးပြုတဲ့ရေနဲ့နေပညာဖြစ်တဲ့ဒီ satellite phone နိပညာရှုဝက်ချက်တွေကိုခိုးယူလို့ပြဿနာတက်ခဲ့ပါတယ်။ဒီကိစ္စဟာတရုတ်ရဲ့နောက်ထပ်သဆုလုံးကြီးပဲဖြစ်ပါတယ်။အဲ့ဒါကတော့ American company တွေဟာတရုတ်ဈေးကွက်တွေကိုဝင်ရောက်ဖို့သူတို့ရဲ့စိတ်ကူးစိတ်တမ်းတွေနဲ့တီထွင်မှုတွေကိုစွန့်လွှတ်စေတဲ့နည်းလမ်းပဲဖြစ်ပါတယ်။စီချင်းမြမိတ်ဆက်ခဲ့တဲ့ Made in China 2025အစီအစဉ်မှာတရုတ်နိုင်ငံဟာအာကာတာအလိုလျောက်စနစ်ငြိမ်ရေးဓာတ်နိပညာနဲ့ quantum computer လိုမျိုးပေါ့နော်။ဒီနိပညာတွေကိုအာရုံစိုက်လှုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာတော့တရုတ်နိုင်ငံရဲ့တချို့လို့ဖို့ကြိုးပမ်းမှုအာလုံးဒီပါဟာအဲ့ဒီလုပ်ငန်းနေပေတွေအပေါ်မှာအာယုံဆိုင်နေရတာပဲဖြစ်ပါတယ်2019ခုနှစ်မက်စလာမှာအမေရိကန်နိုင်ငံမှာရှိတဲ့ဒီ JE Aviation Company မှာအလုပ်လုပ်နေတဲ့ engineer တူကတရုတ်တက္ကသိုလ်တစ်ခုကအရာရှိတူရဲ့တောင်းဆိုမှုတစ်ခုကို LinkedIn လူမှုကွန်ရက်ကနေလက်ခံရရှိခဲ့ပါတယ် JE Aviation ဆိုတာ American စစ်တပ်အတွက်လေယာဉ် engine တွေတိစောက်ပေးတဲ့ company လေးတစ်ခုဖြစ်ပါတယ်အဲ့ဒီတရုတ်နိုင်ငံပေါ် engineer ကသူ့အနေနဲ့ အာကာသဆိုင်ရာအဆက်လက်တွေကိုမျှဝေဖို့နဲ့သူမိသားစုတငယ်ချင်းတွေကိုပြင်လဲဆက်တွေ့ဖို့အခွင့်အရေးတစ်ခုဖြစ်နိုင်တယ်လို့ယူဆခဲ့ပါတယ်။ဒီလိုနဲ့အဲ့ဒီအင်ဂျင်နီယာဟာလင်းရဲ့ပစ္စည်းတွေအတွက်အထွေထွေသုတေသနပြုလုပ်ဖို့ဆိုပြီးတော့မှတရုတ်ကိုပြန်သွားခဲ့ပါတယ်။သူပြန်လာပြီးနောက်ပိုင်းမှာသူ့ကို electronic နေပညာတွေကိုပေးဖို့တောင်းဆိုလာတဲ့အတွက် GE လုံခြုံရေးအရာရှိတွေကသူ့ရဲ့ခရီးစဉ်ကိုစုံစမ်းစစ်ဆေးခဲ့ပါတယ်။နောက်ဆုံးမှာတော့ FBI agent တွေကသူ့ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီးတော့မှတက်တဲ့ပြားနိုင်ခဲ့ပြီးတော့ သူဟာလင်းရဲ့အစိမ့်အပိုင်းဒီဇိုင်းရေးဆွဲခြင်းနဲ့ပတ်သက်တဲ့အဆက်လက်တွေကိုတရုတ်ကိုမျှဝေခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။အဆိုပါအင်ဂျင်နီယာကို GE ရဲ့အရေးကြီးတဲ့စာရွက်စာတမ်းတွေကိုရယူခဲ့ခြင်းအတွက်ဆွေကျဲတင်ခံရနိုင်တဲ့အခြေအနေနဲ့ရင်ဆိုင်ခဲ့ရပြီးတော့မှတရုတ်ကိုတံပြန်ထောင်လှမ်းရေးမှာ FBI ကိုကူညီဖို့သဘောတူခဲ့ပါတယ်။ FBI ဟာထောင်လှမ်းရေးအရာရှိတဦးလိုတန်တရားရှိတဲ့ဒေသန္တရအဆိုရအရာရှိတဦးကိုအာရုံစိုက်ခဲ့ပြီးတော့မှသူ့ရဲ့ရှေးဆဲမှုကနေတဆင့်တရုတ်ရဲ့တရှိုးလုံးဆောင်မှုတွေနဲ့ပတ်သက်ပြီးတော့မှပုံမှန်သိရှိနိုင်ဖို့မျှော်လင့်ထားခဲ့ကြပါတယ်။ နောက်ထပ်တစ်လခွဲအကြာဒီဇင်ဘာလအတွင်းမှာ FBI ကအဆိုပါအင်ဂျင်နီယာကိုတရုတ်နှစ်တကူအတွက်တရုတ်ကိုပြင်ဆင်တယ်လို့ဝီချက်ကနေတဆင့်တရုတ်တက္ကသိုလ်အရာရှိတဦးဖြစ်တဲ့ရှုံစီကို message ပို့ပြီးတော့မှညွှန်ကြားခဲ့ပါတယ်။အဲ့ဒီဘက်ကနေ reply ပြန်လုပ်လာတဲ့အခါမှာ FBI ကသူ့ရဲ့ email account နှစ်ခုအတွက်စာပေ warrant ထုတ်ထားပြီးပြီလည်းဖြစ်ပါတယ်။အဲ့ဒီ email လိပ်စာတွေဟာ Apple ID နဲ့ဒီ iCloud account တွေနဲ့ဆက်ဆက်ထားလို့ FBI ကနောက်ထပ်စာပေ warrant ထုတ်ခွင့်ရပါတယ်။ တရုတ်တရှိုးတွေရဲ့ပြင်မှတ်ထားခံရတဲ့ American company တွေနဲ့ပတ်သက်ပြီးတော့မှ Manda Cyber လုံခြုံရေး company ရဲ့ထုတ်ပေါ်ပြောကြားမှုလို့အခုလိုထုတ်ပေါ်မှုဟာမမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်။ American နည်းပညာစွန်ဘကရဲ့သင်္ကေတဖြစ်တဲ့ iPhone ဟာတခြားနိုင်ငံကနည်းပညာခိုးယူဖို့ကြိုးပမ်းမှုတွေကိုတိုက်ဖြတ်ဖို့အရေးကြီးတဲ့ကိရိယာတစ်ခုအဖြစ်ပြောင်းလဲလာခဲ့ပါတယ်။ Angle အကောင့်တွေတွေကတခုမှဒီရှူဟာတရုတ်နိုင်ငံလုံခြုံရေးဝန်ကြီးဌာနကဝန်ထမ်းတစ်ဦးဖြစ်တဲ့ဒီဆူယန်ဂျွန်ဆိုတာကိုအထောက်အထားတွေနဲ့အတူ ဖော်ထုတ်တွေ့ရှိခဲ့ပါတယ် FBI ကဆူယွန်ဂျွန်ရဲ့နိုင်ငံသားစီစဲရေးကလာဇာဆိုင်ရာအချက်အလက်တွေပြီးရင်အားလဲရဲ့တောင်းဆိုမှုတွေနဲ့2016ခုနှစ်ကသူ့ရဲ့အသံဖိုင်တွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်အဲ့ဒီအသံဖိုင်တွေမှာဆူဟာ American F22 တိုက်လေယာဉ်တွေနဲ့ပတ်သက်တဲ့ပစ္စည်းတွေရယူဖို့အကျိုးစားဆောင်ရွက်တာတွေကိုတိုးမြင့်လှုပ်ဆောင်ဖို့အတွက်နော်ဝင်းတက္ကသိုလ်ကပါမောက်ခတ်တူကိုတိုက်သွင်းခဲ့တာဖြစ်ပါတယ်ဒီလိုဖော်ထုတ်တွေ့ရှိမှုကတရုတ်အနေနဲ့ဒီကုန်သွယ်ရေးနဲ့စစ်ဘက်ဆိုင်ရာရှုဝဲချက်တွေကိုခိုးယူကြမှာ ပါဝင်ပတ်သက်နေတာကိုအတည်ပြုနိုင်တာပဲဖြစ်ပါတယ်။သူ့ရဲ့အထောက်အထားတွေကိုရှာဖွေတွေ့ရှိယုံလောက်နေတော့ FBI အနေနဲ့မလိုလောက်သေးပါဘူး။သူ့ကိုဖမ်းဆီးရှင်နေတာပဲဖြစ်ပါတယ်။ FBI ကအင်ဂျင်နီယာကိုသူနဲ့ဆက်တွေ့ဖို့ညွှန်ကြားခဲ့ပြီးတော့မှနောက်ဆုံးမှသူဟာဒီလေယာဉ်ပင်ကဒီဇိုင်းအကြောင်းကိုအသေးစိတ်မေးမြန်းခဲ့ပါတယ်။အဲဒါကြောင့်အင်ဂျင်နီယာဟာ FBI ကလုပ်ပေးထားတဲ့ GE ဆောင်ရွက်စာတမ်းတွေကိုပေးပို့ခဲ့ပြီးတော့မှအဲ့ဒီအထင်းမှာတင်ဖို့ရှိတဲ့အဆက်လက်တွေကိုဖိရှားထားတာလည်းဖြစ်ပါတယ်။ သူကသူလိုချင်တဲ့နေပညာစင်ရင်တွေကိုလည်းပေးပို့ခဲ့ပါသေးတယ်။2018ခုနှစ်မတ်လမှာပြင်သစ်နိုင်ငံကိုအလုပ်ခရီးစဉ်တစ်ခုတောစရာရှိတယ်ဆိုပြီးတော့မှအင်ဂျင်နီယာကစုကိုပြောကြားခြင်းနဲ့သူတို့ဒီဘေဂျီယံမှာပြေဖို့ပြောကြားခဲ့ပါတယ်။စုကသူ့ကိုသူတော့သူ့အလုံးမှာအောင်မြင်နေပြီလို့ထင်ပေမဲ့လည်းတကယ်တမ်းမှာတော့သူဟာထောင်ချောက်တေးကိုဝင်နေတာကိုသူ့ကိုသူမသိခဲ့ပါဘူး။ FBI အနေနဲ့ဘေဂျီယံမှာစုကိုဖမ်းမိဖို့မျှော်လင့်ထားတာပဲဖြစ်ပါတယ်။အင်ဂျင်နီယာကဒီဘရာဆေးကိုတောင်းနေတဲ့အချိန်မှာ တရုတ်ထောက်လှမ်းရေးအရာရှိစုကနေသာလန်ကိုရောက်ရှိနေခဲ့တာဖြစ်ပြီးတော့မှအစီအစဉ်တွေပြောင်းလဲသွားနိုင်တာလည်းဖြစ်ပါတယ်။ဆူအာဒီဘေဂျီယန်နဲ့နေသာလန်နေဆဲမျိုးမှာတွဲဆုံဖို့အစီအစဉ်ပြုလုပ်ခဲ့ပါတယ်။အဲဒါကြောင့်ပဲ FBI engineer ကိုနေသာလန်ကိုမတော်ဖို့နဲ့ဘေဂျီယန်ကိုသာမဖြစ်မနေလာဖို့ဇလန်တပုတ်ဖန်တီးခဲ့ပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့ဆူအနေနဲ့သဘောတူလက်ခံခဲ့တဲ့အတွက်သူတို့တွဲဆုံမဲ့ Brexit က coffee set ဆိုင်ရဲ့ပုံကိုပေးပို့ခဲ့ပါတယ်။ဆူဟာသူတို့တွဲမဲ့နေရာကိုသူရဲ့အဖော်တယောက်နဲ့စူဇန်လေးလာနေတုန်းမှာပဲဘေဂျီယန်ရေတပ်ဖွဲ့ကဖမ်းဆီးလိုက်ပါတယ်။ သူတို့ကဒေါ်လာ9000ပါလာပြီးတော့မှအဲ့ဒီတဲကဒေါ်လာ1000ကိုတော့အင်ဂျင်နီယာကိုပေးဖို့လုပ်ထားတာဖြစ်ပါတယ်6လအကြာမှာတော့ရှူကိုစီးပွားရေးတချို့လုံမှုဆွေးကျင်နဲ့အမေရိကန်ကိုလွှဲပြောင်းပေးခဲ့ပါတယ်ဆိုတဲ့အင်ဂျင်နီယာတို့မှတူညီတဲ့နောက်ခံတမိုင်းရောက်ရှိပါတယ်သူတို့ဟာဆင်းရဲတဲ့မိသားစုကနေစူးစမ်းလာတဲ့သူတွေဖြစ်ပါတယ်သူကတရုတ်နိုင်ငံလုံခြုံရေးဝန်ကြီးဌာနမှာအလုံးလုံးနေတဲ့အချိန်2003ခုနှစ်မှာအင်ဂျင်နီယာကအမေရိကန်ကိုပြောင်းရွှေ့ခဲ့ပြီးတော့မှသူတို့ရဲ့လမ်းကြောင်းတွေကွဲသွားခဲ့တာဖြစ်ပါတယ် 2020ခုနှစ်အောက်တိုဘာလမှာစူကိုရုံးတဲ့စစ်စစ်မှုပြုလုပ်ခဲ့ပြီးတော့မှအဲ့ဒီစစ်စစ်မှုဟာ၄နိုင်ကြာဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီစစ်စစ်မှုအတွင်းမှာတရှိုးလို့ဖို့တမတ်ထားတဲ့နိပညာတွေနဲ့ပတ်သက်ပြီးတော့မှသူဘလို့လုံဆောင်ခဲ့တယ်လဲဆိုတာကိုထပ်ဆိုခဲ့တာဖြစ်ပါတယ်။2010ပြည်နှစ်ကလေးကစူဟာအာကာတာယင်ဒီကုမ္ပဏီတွေကိုပြစ်မှတ်ထားတဲ့ကမ်ပိန်းတွေမှာပါဝင်ခဲ့ပြီးတော့မှသူတို့ရဲ့စနစ်တွေကိုဟန်းနိုင်ဖို့ဒီ malware တွေကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။2020ခုနှစ်နိုဝင်ဘာလမှာစူကိုထောင်တဲ့ဆစ်ဆောင်နစ်ရှာမှတ်ခဲ့ပါတယ်။ ။စုဖန်စီခံရမှုဟာတဆုလုံဆဲဟာဒီပြစ်ခတ်မှုတွေပြုလုပ်เสียရမလို့တဲ့စစ်ပွဲပုံစံဖြစ်တယ်ဆိုတာကိုမိမောင်းထုတ်ပြခဲ့တာဖြစ်ပါတယ်။၂၀23ခုနှစ်ဩဂတ်လမှာအမေရိကန်ရေထက်သင်္ဘောသားနှုတ်ဟာတရုတ်ထောက်လင်းရဲ့အရာရှိတွေကိုစစ်ဖက်ဆိုင်ရာချိုးဝဲချက်တွေကိုပေးပို့ခဲ့လို့ဖန်စီခံခဲ့ရပြီးတော့မှအဲ့ဒါကလည်းနေပညာခိုးယူဖို့တရုတ်ရဲ့စူးစမ်းအထောက်မှုတွေကိုတည်တည်ပြနေတာပဲဖြစ်ပါတယ်။တဆုကောက်ကွေရဲ့လှုပ်ဆောင်မှုအမေရိကန်နဲ့ဒီသူ့ရဲ့မဟာမိတ်တွေအတွက်လိုအပ်ချက်တွေကတော့အရေးကြီးနေစေပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့စင်ခေါ်မှုတွေကိုထိထိရောက်ရောက်တင်ပြဖို့အမေရိကန်စစ်တပ်အနေနဲ့ဘလို့လိုင်းလျောညီထွေဖြစ်အောင်လုပ်မလဲဆိုတာကိုလည်းနားလည်ထားဖို့လိုအပ်ပါလိမ့်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျ။ဒီနေ့ဗီဒီယိုလေးကလည်းမိတ်ဆွေတို့အတွက်ဗဟုသုတရရှိမယ့်အကြောင်းအရာတွေအများကြီးရရှိနိုင်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျ။နောက်လာမယ့်နေ့တွေမှာလည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေအောင်ပါလို့စောင့်မျှော်အားပေးကြပါအောင်ခင်ဗျ။နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှပြန်တွေ့ကြရအောင်ပါ။ ကောင်းဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစေ။လူကြီးမင်းတို့ရဲ့ Great Day အမှတ်စဉ်အောက်လက်မှတ်ဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းအသက်သာဆုံးနဲ့အမြင့်ဆုံးဝန်ဆောင်မှုပေးနေပါပြီ။ဖုန်းနံပါတ်39668 9162 669နဲ့399 905 8539လေးလေးနှစ်တုံးနဲ့ကျမတို့ရဲ့ Facebook page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။ ောင်းဆောင်သောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါရောရှင်။